င်္ဂလာပါဆရာအခုဆိုရင်မွန်ပြည်ကာကွယ်ရေးတပ် NSD ရဲ့အပါဝင်မွန်တပ်တချို့ကဒီမွန်ပြည်တပ်ပါတီဆရာနာရှင်တိုက်ပြက်ရေးအဖွဲ့ရဲ့နိုင်ငံရေးစီရင်ဥဆောင်မှုအောက်ကိုဝင်သွားပြီလို့သတင်းတွေပြန့်နှံ့နေတာရှိပါတယ်အဲ့ဒါကတကယ်ပဲလားဗောနော်အဲ့ဒီအခြေအနေကိုရှားနေတဲ့အချင်းချုပ်တွေရှင်းပြပေးပါလားအဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒီဒီတွေမမှန်ပါဘူးဟိုနားလည်မှုဟိုမှားတော့လို့ပါအိုအဓိကကြတော့ကျွန်တော်တို့ဟိုလွန်ခဲ့တဲ့ဒီဇင်ဘာလဟိုစိတ်ခွန်စိတ်ရှိကပေါ့နော် ီတက်လေးတက်ပေါင်းစည်းရေးကိစ္စရယ်ဟိုနောက်ပြီးတော့ဒီစစ်ကြောင်းဖွဲ့မဲ့ကိစ္စပေါ့အဲ့မဲ့ကြတော့ဟိုအဓိကကြတော့ဟိုအစည်းအဝေးနှစ်ခုရှိတယ်ဒီတက်ပေါင်းစည်းရေးကိစ္စကြတော့နှစ်လကိုတခါဟိုအစည်းအဝေးခေါ်ဖို့ဟိုဆုံးပြတ်ချက်ချထားတာရှိတယ်ဟိုနောက်ပြီးတော့စစ်ကြောင်းကြီးကြပ်ပူးတွဲကြီးကြပ်ရေးကော်မတီကြတော့တလကိုတခါဟိုလွန်ခဲ့တဲ့ဒီဟိုမတ်ချလဟိုစက်ခွန်ရဲ့နေ့မှာခေါ်တဲ့အစီဝေးကြတော့အဓိကကြတော့ဒီတက်လေးတက်ဟိုပေါင်းစည်းရေးကိစ္စအရင်တုန်းက ဟိုအဆုံးပြတ်ချက်ချတတ်တဲ့ကိစ္စပေါ့နော်ဟိုဒါကြောင့်ပဲကျွန်တော်တို့မွန်ပြည်ကကွယ်ရေးတပ်ကရောမွန်ပြည်တော်လှန်ရေးတပ်ရောနောက်ပြီးတော့ NLA ရဲ့ခြားကြတော့အဲ့ဒီအစည်းအဝေးတက်ဖို့ဒီတက်ပေါင်းစည်းရေးကိစ္စအတွက်ပဲကျွန်တော်တို့မန်ဒိတ်ပေးထားတယ်အဲ့ဒီအစည်းအဝေးမှာကြတော့ကျွန်တော်ကြတော့ချက်မှရေးအခြေအနေတစ်ခုကြောင့်ကျွန်တော်မသွားဖြစ်ဘူးကျွန်တော်တို့ရဲ့မွန်ပြည်ကကွယ်ရေးတပ်ကိုစလေအနေနဲ့နိုင်မဆန်းရဲ့နိုင်ကူသူရဲ့ဟိုနိုင်ငွေရဲ့နိုင်မာရဏတို့တက်ကြတယ် ို့တော်ညာလေကျွန်တော်တို့မွန်ဒီကကွယ်ရေးတက်ရဲ့ဟိုဆုံးဖြတ်ချက်ကြကြတော့ဒီမွန်တပ်ပေါင်းစည်းရဲ့အတွက်ပဲဟိုနိုင်ငံရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုဆိုတဲ့ဟိုမန်တက်မပေးထားဘူးို့တော်ညာလေအဲ့ဒီအစည်းအဝေးမှာကြတော့ဖြစ်တော်တဲ့ပုံကဟို16ရက်နေ့မှာအစည်းအဝေးခေါ်တဲ့မွန်ပြည်တိပါတီ AD ကဟိုကျွန်တော်တို့ group ထဲမှာလည်းရေးထားတာတော့ရှိတယ်ဟိုမနေ့ဖြင့်18ရက်နေ့ဟိုရှင်းနိုင်ရေးအချိန်မှာဒီတပ်လေးတပ်ရဲ့ပေါင်းစည်းမှုအစည်းအဝေးအဲ့ဒီ16ရက်နေ့အထိအဲ့ဒီဒီတပ် လေတပေါင်းစည်းရေးကိစ္စပဲဟိုဆွေးနွေးဖို့ဟိုပြောထားတယ်။သို့တော်ညာလည်းဒီမနေ့ပိုင်းမှာကျတော့ဒီ AD ရဲ့အစီအစဉ်ပြောင်းသားတယ်ပေါ့နော်။အစီအစဉ်ပြောင်းတဲ့မှုအပေါ်မှာကျတော့ဟိုအစည်းအဝေးကျတော့မွန်တပ်လေးတပ်ရဲ့အရင်တော့ချမှတ်ထားတဲ့ဟိုပေါင်းစည်းရေးအစည်းအဝေးမဟုတ်ပဲနဲ့ဒီမွန်ပြည်သစ်ပါတီ AD ရဲ့နိုင်ငံရေးအရတိုးချဲ့မှုပေါ့နိုင်ငံရေးဥဆောင်မှုဟိုကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးနွေးဖို့အာသူတို့နဲ့အဆူပြုတ်ထားတယ်။အဲ့ဒီအတွက်ကြောင့်မွန်ပြည် ကာကွယ်ရေးမွန်ပြတော်လှရေးတတ်ကြတော့သူတို့မှာမန်ဒိတ်မရှိဘူးဆိုတော့ဟိုအစည်းအဝေးအပြည့်မတက်ဘူးလိလာသူအနေနဲ့ပဲတက်တယ်။ဟိုကျွန်တော်တို့မွန်ပြကာကွယ်ရေးတတ်ရေကိုစလေကြတော့နားလည်မှုမှားသွားတဲ့တဘောပေါ့အမှန်မကအာအဲ့ဒီကိုစလေဖွဲ့မှာကျွန်တော်တို့မန်ဒိတ်ပေးထားတာမရှိဘူးနိုင်ငံရေးဆိုင်ရာဥဆောင်မှုပေါ့ဟိုနောက်ပြီးတော့မွန်ပြတစ်ပါတီ AD ရဲ့နိုင်ငံရေးဥဆောင်မှုအောက်မှာဝင်သွားဖို့လဲကျွန်တော်တို့မန်ဒိတ်ပေးထားတာမရှိဘူးဒီအစည်းအဝေးဆုံးချက်ပြီးသွားတဲ့နောက်ပိုင်းမှာဟိုကြမှာသာဟိုမိမိနေနဲ့ဒီမွန်ပြည် အာဒီ MLC တို့နောက်ပြီးတော့အာဒီမွန်ပြည်တပ်ပါတီတို့ AD တို့ကိုဆက်သွယ်တယ်။ဟိုရှင်းလို့ရှင်းပြတာပေါ့နော်။ဟိုအဲ့ဒီကိစ္စကြတော့မိမိတို့အနေနဲ့ဒီမွန်ပြည်တပ်ပါတီရဲ့နိုင်ငံရေးဥဆောင်မှုအောက်မှာမွန်ပြည်ကွယ်ရေးတပ်နဲ့ MLA တို့အပြည့်အဝဝင်တဲ့ကိစ္စ NLA ကျတော့ကျွန်တော်ပြောမှုမလို့ပါဘူး။ဒါပေမဲ့ကျွန်တော်တို့ MSDF ကျတော့မန်တဲ့မပေးထားဘူး။အဲ့ဒီအစည်းအဝေးမှာလဲအမှန်မှန်ကနိုင်ငံရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုစီဝေးတာမဟုတ်ဘူး။ဟိုတပ်ကိစ္စအရင်ကချမှတ်ထားပြီးသား နောက်ပြီးတော့ကျွန်တော်တို့ကိုယ်စလဲကိုလည်းအာမန်တိတ်ပေးထားလို့မရှိတဲ့အတွက်ကြောင့်ဟိုအဲ့ဒီအစည်းအဝေးမှာသဘောတူထားတဲ့မွန်ပြည်တိမွန်ပြည်ကကွယ်ရေးတပ်ကိုယ်စလဲတို့သဘောတူထားချက်ကိုကျွန်တော်တို့ပြန်ပြန်ကြုတ်တဲ့နေ24ရက်နေ့မွန်ပြည်ကကွယ်ရေးတပ်နိုင်ငံရေးစီရေးဥဆောင်ကော်မတီပုံမှန်စည်းအဝေးပေါ့နော်အပတ်ပတ်တင်စည်းအဝေး50ခွန်2025မှာလဲအဲ့ဒီလှုပ်စီလှုပ်တော့တဲ့ကိစ္စကိုယ်စလဲတို့ရဲ့ ီ mandate မရှိဘဲနဲ့သဘောတူညီထိုက်ချက်ကိုလည်းအစည်းအဝေးမှာကျွန်တော်တို့ပြန်လဲရုပ်သိမ်းတယ်ပြန်လဲစစ်စစ်တယ်ဟိုဒါကြောင့်ပဲဟိုခြုံပြီးတော့ပြောရရင်တော့ခုနသတင်းထွက်နေတယ်လို့မျိုးနောက်ပြီးတော့ဒီထုတ်ပြန်ချက်မှာပါနေတယ်လို့မျိုးမွန်ပြည်မွန်ပြည်ကာကွယ်ရေးတပ် MSD app ကြတော့အာဒီ NSP AD ရဲ့နိုင်ငံရေးစီးရေးဥဆောင်မှုအောက်မှာအပြည့်အဝဝင်တာတော့မဟုတ်ဘူးကျွန်တော်တို့ဟိုတိတဲ့ရက်ရက်တည်နေတယ်ဆရာတို့မွန်ပြည်ကာကွယ်ရေးတပ် NSDF ကို မော်မီဒီပါတီဆက်အနာရှင်တိုက်ဖြတ်ရေးအဖွဲ့ကသူတို့ရဲ့နိုင်ငံရေးစစ်ရေးဥဆောင်မှုအောက်ဝင်ပြီးတော့အတူတူပူးပေါင်းလုံဆောင်ဖို့ကဲလန်းခဲ့တာမျိုးရောရှိခဲ့လားပေါ့ဒီမော်မီဒီပါတီဆက်အနာရှင်တိုက်ဖြတ်ရေးအဖွဲ့ရဲ့နိုင်ငံရေးစစ်ရေးဥဆောင်မှုအောက်ကိုဝင်သွားဖို့ရောဆရာတို့ NSDF ဘက်ကအစင်းစားချက်တွေရှိခဲ့လားပေါ့အဟုတ်ကဲ့အရင်တော့တရားဝင်ကဲလန်းတတ်တယ်မရှိဘူးခုနကျွန်တော်ပြောလို့ပေါ့နော်ဒီလွန်ခဲ့တဲ့မတ်လ16ရက်နေ့အထိအဲ့ဒီအချိန်အထိ ဒီဒီ18ရက်နေ့မှာပြုလုပ်မဲ့အစည်းအဝေးကြတော့ဒီတတ်၄တတ်ရဲ့အရင်တော့ကဆုံးပြတ်ချက်ချထားတဲ့အတိုင်းတတ်၄တတ်ရဲ့ပူပေါင်းမှုကိစ္စပဲဟိုဆွေးနွေးဖို့အဲ့လိုမျိုးပြောထားတယ်အဲ့လိုနိုင်ငံရေးဆိုင်ရာပူပေါင်းဆောင်ရွက်မှုပေါ့နော် AD out AD ရဲ့အာဒီနိုင်ငံရေးတိုးချဲ့မှုအပေါ်နိုင်ငံရေးဥဆောင်မှုအပေါ်ဝင်ဖို့အဲ့လိုမျိုးအရင်တော့ကဟိုကန့်လန့်တတ်တာမရှိဘူး ဟိုဒါကြောင့်ပဲကျွန်တော်တို့ရဲ့မွန်ပြည်ကာကွယ်ရေးတပ်နိုင်ငံရေးစည်းရေးဥဆောင်ကော်မတီမှာလည်းကျွန်တော်တို့ဆွေးနွေးထားတာမရှိဘူးအဲ့ဒီကိစ္စကြတော့အောက်အောက်ဘလူးပေါ့နော်ချက်ချင်းပဲတည်တော်တယ်ကျွန်တော်တော့တော်တော်လေး shock ဖြစ်ဦးဖြစ်သွားတယ်အဲ့ကိစ္စကြတော့ကျွန်တော်လည်းစဉ်းလည်းမစဉ်းစားထားဘူးနောက်ပြီးဟိုကနေလည်းမပြောဘူးကျွန်တော်တို့စဉ်းစားထားချက်ကြကြတော့ကြတော့ဒီတပ်လက်တပ်ပူပေါင်းပြတဲ့နောက်ပိုင်းပေါ့နော်ဟိုနောက်ဒီနိုင်ငံရေးစည်းရေးရပူပေါင်းဆောင်ရွက်မှုကြတော့ခုနကျွန်တော်တို့ပြောထားတဲ့ပုံစံတိုင်းပေါ့ဒီစုဖွဲ့မှုပုံစံပဲဦးဖြစ်တည်တယ် ျွန်တော်တို့နေနဲ့ MSDM နေနဲ့ပြပြတတပြောဆိုထားတာရှိတယ်။ဒီမွန်ပြည်သက်ပါတီ AD ရဲ့ဟိုအောက်မှာပေါ့နော်နိုင်ငံရေးမွန်ပြည်သက်ပါတီ AD ရဲ့နိုင်ငံရေးဦးဆောင်မှုပဲဖြစ်ဖြစ်ဟိုနောက်ပြီးတော့စီရေးဦးဆောင်မှုပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဟိုပူပေါင်းဖို့ဟိုစိတ်ဆန္ဒမရှိဘူး။ဟိုစဉ်းစားထားတယ်လည်းမရှိဘူး။အခုဆိုရင်မွန်တက်တွေရဲ့နိုင်ငံရေးဦးဆောင်မှုခန်းကဏ္ဍတွေပြန်လည်ပေါင်းစည်းရေးကိစ္စတွေပဲပြောပြောပေါ့နော်။ဆရာတို့ဘယ်လိုစဉ်းစားထားတာရှိကြလဲပေါ့။ အဲ့ဒီစဉ်းစားချက်ကနိုင်ငံရေးဥဆောင်သူတွေအချင်းချင်းကြားမှာတွေးဆုံဆွေးနွေးတဲ့အခါမှာအားလုံးလက်ခံနိုင်တဲ့အနေအထားရှိနေသလားပေါ့ဟိုနိုင်ငံရေးရလဲကျွန်တော်တို့ရဲ့ပူပေါင်းမှုကြတော့ဒီ AD နဲ့တွဲပြီးတော့ပူပေါင်းတာမဟုတ်ဘူးဟိုအတူတကွလာပြီးတော့ပူပေါင်းတဲ့သဘောမျိုးကျွန်တော်တို့ယူမှန်းထားတယ်အခုနဟိုဆိုလိုရင်းအတိတ်ပဲကြတော့ AD လဲသူ့ကိုယ်စလဲလွတ်မယ်ဒီနိုင်ငံရေးဆရာနိုင်ငံရေးဥဆောင်ဖွဲ့ပေါ့အတွက်ပေါ့နော်ကျွန်တော်တို့မွန်ပြည်ကာကွယ်ရေးတပ်ကလည်းနိုင်ငံရေးခေါင်းဆောင်တွေစေလွတ်မယ် ဟိုမွန်ဘီတော်လှန်ရေးတပ်ကလည်း MSC ကလာတဲ့ဒီနိုင်ငံရေးဥဆောင်ဟိုအဖွဲ့နိုင်ငံရေးကောင်းဆောင်တွေပါမယ် NAA ကလည်းပါမယ်အဲ့ကနေဒီနိုင်ငံရေးပူးပေါင်းအဖွဲ့ပေါ့နော်ဟိုမှာကျွန်တော်တို့အနေနဲ့ဟိုဖြစ်စေချင်တာကခုနဟိုဟိုပူးပေါင်းဥဆောင်မှုပေါ့ဟိုအရင်တုန်းကလည်းကျွန်တော်တို့အဲ့လိုမျိုးပြောရခြင်းအဓိကအကြောင်းရင်းကြတော့အခုခေတ်မှာကြတော့ပါတီတပါတီရဲ့အဥဆောင်မှုအောက်မှာဟိုနိုင်ငံရေးရဲ့ အာတွားတဲ့သဘောမျိုးကတိတ်ပြီးတော့ခင်မစားကြဘူးအရင်တော့ကကျွန်တော်တို့ပမာပြီးဟိုလွတ်လိုက်ရေလှုပ်ရှားမှုတမိုင်းမှာလဲဒီတပ်ဖွဲ့တွေနောက်ပြီးတော့နိုင်ငံရေးပါတီတွေအဲ့လိုမျိုးအဖွဲ့ချုပ်နေနဲ့ပူပေါင်းခဲ့တဲ့အစင်တာလူရှိတယ်ဟိုဘာဖြစ်လဲဆိုတော့အာအဲ့လိုမျိုးလှုပ်ရခြင်းအကြောင်းရင်းကြတော့နိုင်ငံရေးဒီလိုမျိုးဟူတင်းနေပါလဲအခြေမကျတဲ့အခြေမှန်ကြတော့ဒီ check and balance ပေါ့နိုင်ငံရေးဆိုင်ရာထိန်းချုပ်မှုလုပ်နိုင်အောင်ဟိုဒါကြောင့်ပဲကျွန်တော်တို့မွန်မှာလဲ ီနိုင်ငံရေးဆိုင်ရာပူပေါင်းဆက်ရုံးမှုမှာလည်းအဲ့လိုမျိုးအဖွဲ့ချုပ်သဘောမျိုးမျိုးနေပေါ့ကော။ကျွန်တော်တို့မှမှလည်းဒီအစဉ်လာတို့ရှိခဲ့ပါတယ်။ဥပမာအရင်က MUR More Unity League ဆိုတာဒီတိုင်းပဲ။အဲ့ဒီအဖွဲ့ထဲမှာအရင်ကမွန်ပြည်တပ်ပါတီပါမယ်လက်နက်ကိုင်ဟိုပါတီနေနဲ့။နောက်ပြီးတော့အထဲမှာအရင်က NUP မပေါ်သေးဘူး။အဲ့မှာကျ More National Democratic Front ဥက္ကဋ္ဌတွေပါမယ်။နောက်ပြီးတော့လူမှုလူဒန်းစာအဖွဲ့အစည်းတွေပါမယ်။အဲ့မှာလည်းအဖွဲ့ချုပ်နေနဲ့ဟိုနိုင်ငံအမျိုးသားရေးဆိုင်ရာကိစ္စတွေကိုဥဆောင်ဖို့ ပြီးအမျိုးသားရေးရည်တည်ချက်တွေကိုချမှတ်ဖို့ဆိုပြီးတော့အဲ့လိုမျိုးဖွင့်ထားတာရှိတယ်။ဟိုနောက်ပိုင်း MUL ကနေ MAU လို့ပြောင်းလိုက်တယ်ဥမာလေ Mon FA အာယူဒီယမ်ပေါ့အဲ့ဒီယူမီယမ်မှာလည်းဒီတိုင်းပါပဲမွန်ပြည်သက်ပါတီပါမယ်နောက်ပြီးတော့အထဲမှာရှိတဲ့အာဒီအာဒီ MS အာမွန် အာဒီမော်ဒနီရှင်းဒီမိုကရက်တစ်ဖန်တွေပါမယ်နောက်ပြီးတော့ကျွန်တော်တို့ UBC မှာရှိတဲ့ OMCC ပေါ့နော် UBC Mon Coordinating Committee ပါမယ်ပြည်တွင်းပြည်ပမှာရှိတဲ့လူမှုလူတန်းစားအဖွဲ့အစည်းရယ်နောက်ပြီးတော့လက်နက်ကိုင်အဖွဲ့အစည်းရယ်နိုင်ငံရေးပါတီတွေရယ်အလုံးအတူတကွဟိုပါဝင်ကြတယ်အဲ့လိုမျိုးဖွဲ့စည်းထားတဲ့အတွက်ကြောင့်ဒါကြောင့်ပဲအခုချိန်မှာပေါ့နော် အာဒီပါတီတစ်ခုရဲ့အောက်မှာဟိုဝင်မဲ့အစားပေါ့နော်အလုံးဒီပူပေါင်းပြီးတော့ဒီနိုင်ငံရေးဆိုင်ရာဥဆောင်မှုတို့ နောက်ပြီးတော့စီရေးဆိုင်ရာဥဆောင်မှုလောက်တာကပို့ပြီးတော့အတိတော်ဆုံးနေနဲ့ကျွန်တော်တို့ဟိုဒီနေ့ပါလေအဲ့ဒီသဘောထားရှိတယ်ဟိုနေ့တော့ကမွန်ပြည်တိပါတီ AD နဲ့တွေ့ဆုံတဲ့အချိန်မှာလည်းအဲ့ဒီသဘောပဲကျွန်တော်တို့မွန်ပြည်တိမတီကျွန်တော်တို့မွန်ပြည်ကာကွယ်ရေးတပ်ကလည်းအဲ့ဒီအစိုးတင်တွန်းတယ်ဟိုနောက်ပြီးတော့ MFC ပေါ့နော် MFC ကလည်းအဲ့ဒီအစိုးတင်တွန်းတယ်မွန်ပြည်တိပါတီ AD ကြတော့အဲ့ဒီကိစ္စကိုသူတို့ဗဟိုစီပြန်သွားပြီးတော့အဲ့ဒီကိစ္စပြန်စဉ်းစားမယ်လို့ပြောတယ်ဒါပေမဲ့အခုချိန်ကြီးအထိကြတော့ ဘာမှအကြောင်းပြန်ကြတာတော့မရှိသေးဘူးခဏကဆရာပြောရတဲ့အထက်မှာမွန်တက်တွေရဲ့နိုင်ငံရေးဥဆောင်သူတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားမှာစဉ်းစားချက်တွေကမတူညီနေတာကိုတွေ့ရတယ်ဒီအခြေအနေတွေကြောက်ပဲမွန်တွေပြန်လဲပေါင်းစည်းရေးကိစ္စမျှော်လင့်ချက်တွေကတဖြည်းဖြည်းနဲ့မိမိန်လာနေတယ်လို့လူထုတွေကြားမှာပြောဆိုထင်မြင်ချက်တွေရှိလာတယ်ဒီအပေါ်မှာဆရာအနေနဲ့ဗာများပြောချင်တာရှိမလဲကျွန်တော်အမြင်ကျတော့ဒီမွန်ပြည်မွန်လူထုတွေရဲ့မျှော်မှန်းထားတဲ့ဒီတတ်တတ်ဖြစ်ဖို့အလားအလာကမဟုတ်ဘူး ဒီမျောမှန်းချက်ကဟိုရှိနေတယ်အခုကြတော့ခုနကျွန်တော်ပြောထားတဲ့အတိုင်းပေါ့ဒီတက်လေးတက်ပေါင်းစည်းတဲ့ကိစ္စရောကျွန်တော်တို့ရဲ့အတွေ့အကြုံရပေါ့နော်ဒီနိုင်ငံရေးပါတီတွေပေါင်းစည်းစည်းကိစ္စကြတော့ဟိုတဲ့နှိချင်းညချင်းပြီးတဲ့ကိစ္စမဟုတ်ဘူးဆွေးနွေးဖို့တော်တော်လေးလို့ရတယ်ဟိုအမြင်ပေါ့နော်ဥမာဟိုဒီမွန်ပြည်သက်ပါတီ AD ရဲ့အမြင်ပေါ့နော်နိုင်ငံရေးဥတီမှုအရာဒီမွန်ပြည်သက်ပါတီ AD ကြတော့နေမြေလည်းရှိတယ်ထိန်ချုပ်ထားတဲ့နေမြေပေါ့နော်နောက်ပြီးတော့ဒူတို့လည်းဒီတော်လှန်ရေးတမိုင်းအစ်လာလည်းရှိခဲ့တယ်ဒါကြောင့်ကျွန်တော်တို့လက်ခံတယ် ဒါကြတော့သူတို့အနေနဲ့ဒီမွန်ပြည်တိပါတီရဲ့နိုင်ငံရေးဥဆောင်မှုအောက်မှာဒီတက်လေးဖွဲ့ဝင်လိုက်ရင်တော့ပို့ပြီးတော့အင်အားဖြစ်လာမယ်ဒါကြတော့အမြင်တစ်ခုပေါ့နော်ဟိုဒါပေမဲ့လည်းကျွန်တော်တို့ရဲ့အမြင်စကူမကူကာလမှာတော်လာရေးကာလမှာနောက်ပြီးတော့တခြားဟိုစုဖွဲ့လာခဲ့တဲ့တမိုင်းစင်လာပေါ့ခုနကကျွန်တော်ပြောတဲ့ဒီဖဆာပါလာတို့နောက်ပြီးတော့နိုင်ငံခြားအသွေးကြော်ရ ANC ပေါ့အဲ့လိုမျိုးပုံစံနဲ့တွားရင်တော့အခုချိန်မှာကြတော့ဒီဒီအဖွဲ့ချုပ်ပုံစံလိုမျိုးပေါ့နော်ဒီ အာလိတ်လိုမျိုးကွန်ကရစ်လိုမျိုးယူနီယံလိုမျိုးနောက်ပြီးတော့မွန်မာလဲအဲ့ဒီအစင်လာလိုရှိခဲ့တယ်ဥမာ MUR တို့ MAU တို့ကြောက်ဟိုဒါကြောက်ပဲအဲ့ဒီလိုပုံစံနဲ့တွားရင်တော့ကောင်းမယ်လို့အခုကျတော့ဟိုဘက်မှာလက်မခံတယ်လည်းမဟုတ်ဘူးဟိုလက်ခံတယ်လည်းမဟုတ်ဘူးဒါမဲ့အချိန်တော့နည်းနည်းပေးပြီးတော့ထပ်ပြီးတော့ဆွေးနွေးရမယ်ဟိုဒါကြောက်ပဲဒီတတ်လေးတတ်ပေါင်းစည်းမိတ်ကိစ္စရောနိုင်ငံရေးစီဆိုင်ရာဥဆောင်မှုကိစ္စကြတော့ကျွန်တော်တို့ဒီဒီမျှော်မှန်းချက်ကိမိတ်သွားတာလို့ကျွန်တော်မမြင်ဘူး ဟိုဒီဆွေးနွေးဖို့လမ်းကြောင်းကရှိနေသေးတယ်ကျွန်တော်တို့ဒီဥဆောင်နေတဲ့ဒီတက်လေးဖွဲ့ရဲ့နိုင်ငံရေးစီးဥဆောင်ကော်မတီဥဆောင်ဖွဲ့ခေါင်းဆောင်တွေရဲ့ဒီအာဒီသဘောထားဘလောက်ကြီးမှဘလောက်ကြီးမှတလေနောက်ပြီးတော့ဘလောက်ဟိုဒီနေပါလဲအာသဘောထားကြီးလဲပေါ့နော်အဲ့ပေါ်မှာမူတည်ပြီးတော့ဟိုမျောမှန်းထားတဲ့ဒီသက်တက်လေးတက်ပြင်းမဲ့ကိစ္စတွေနောက်ပြီးတော့နိုင်ငံရေးဥဆောင်မှုအဖွဲ့ပေါ့နော်ပူပေါင်းအဖွဲ့အောက်မှာရောက်နိုင်နေမယ်လို့ကျွန်တော်အဲဟိုယုံကြည်ချက်ဟိုရှိနေအပြည့်ပါရှိနေပါတယ်